နောက်တစ်ခုကပါတော့ဟုတ်တာနုပတံဟုတ်တာနုပတံသူတင်စာဒုတိယအရေးကြီးတဲ့အချက်ကပါတော့ဆိုကိုယ့်ရဲ့အသိပညာကျွယ်ဝတဲ့ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်အသိပညာကျွယ်ဝတဲ့လေးစားလောက်တဲ့ဆိုတဲ့ပုဂ္ဂိုလ်သူတို့စီကအဆုံးအမအကြံဉာဏ်တွေကိုရယူရတယ် ဆုံးမအကြံဉာဏ်တွေကိုရရှိခြင်းလူကြီးလူကြီးသူမတွေရဲ့အဆုံးမအကြံဉာဏ်ဆိုတာဟာအင်တာမတ်တန်ဖိုးရှိတယ်ပေါ့ဒါကြောင့်မို့လို့လူငယ်လူရယ်တွေအနေနဲ့ကောင်းမြတ်တဲ့အနာဂတ်ရဖို့ရာအတွက်လူကြီးသူမတွေစီရဲ့အကြံကောင်းဉာဏ်ကောင်းတွေဆုံးမဩဝါဒကောင်းတာတွေဆုဆုံးမချက်တွေနာယူမှတ်သားလေးစားလိုက်နာခြင်းဆိုတာဟာတတ္တိယအရေးကြီးတဲ့ချက်တစ်ခုပဲ။ အဲ့ဒါလို့မိဘရဲ့ဆုဆုံးမမှုမိမိရဲ့တဲ့ရဲ့ကိုသိခကြည်မာတဲ့ပုဂ္ဂိုလ်ရဲ့ဆုဆုံးမမှုဆရာသမားတွေရဲ့ဆုဆုံးမမှုအဲ့ဒါတွေနဲ့ခင်းပြီးတော့လောကမှာကြီးပွားတိုးတက်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမရှိဘူးအားလုံးဟာမိမိရဲ့ကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဆုံးမဩဝါဒရမှသာလင်ကြီးပွားတိုးတက်ကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အဲ့ဒီဝုဒ္ဓနုပတ္တဆိုတဲ့ ကိုယ်တဲ့အသက်ရွယ်ကုန်တိတ်ခါကြီးမားတဲ့ပုဂ္ဂိုလ်တွေစီကဆုံးမဩဝါဒများများရအောင်ကြိုးစားအထုတ်ကြ။ဖရာရဲ့တားတော်လေးရှင်ရဟုလား။ဆုံးမဩဝါဒရဲ့တန်ဖိုးကိုအလွန်နားလဲတယ်သူက။အလွန်နားလဲပြီးအတွက်ကြောင့်ကိုရင်ငယ်လေးဘဝကလေးကသူဟာဘာလုပ်လို့ရှိတယ်လဲနေစင်တဲ့အမြတ်။သူ့ကိုဆုံးမတဲ့ပုဂ္ဂိုလ်တွေဟာ ပေါများပါစေဆိုတဲ့စိတ်ဆန္ဒရှိအများသိတာထင်ရှားအောင်သူကမလုပ်လေအနိနာမှာရှိတဲ့သဲပုံကနေပြီးတော့လက်နဲ့သဲကို ဆုပ်ကင်လိုက်တယ်ဆုပ်ကင်လိုက်ပြီးတော့ဒီကနေ့ငါ့ကို ဆုံးမတဲ့ပုဂ္ဂိုလ်တွေဟာဟောဒီသဲလုံးလောက်များပါစေလို့သူတို့ဆိုဆုံးမခြင်းရဲ့တန်ဖိုးကိုသူကသိတယ်ဘယ်သူကနေကြံပေးပေးကောင်းမြတ်တဲ့အကြံတွေကိုသူနာခံမှတ်သားမယ်အဲ့ဒါလို့ ဆုံးမခြင်းရဲ့တန်ဖိုးယူနားလည်တာပေါ့နော်နားလည်သည့်အတွက်ကြောင့်တကြီးစကားတက်ငယ်ကြားလို့ဆိုတဲ့အတိုင်းငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေဟာလူကြီးသူမတွေရဲ့ပြောတဲ့စကားတွေလူကြီးသူမတွေရဲ့ဆူဆုံးမတွေအားလုံးဒါတွေကိုလေးစားလိုက်တာမှတ်သားပြီးတော့အသိပညာတိုးပေါ်အောင်ကြိုးစားကြရဖြစ်တယ်ဩဒီလိုဆိုပေါ့နော်အခုခေတ်မှာကျတော့ ရှေ့ခေတ်နဲ့မတူတာတခုကခုခေတ်မှာတော့လူငယ်လူရဲတွေဟာစာအုပ်စာပေကနေပြီးတော့လည်းပဲဘောဓုတ္တတွေဖတ်ယူလို့ရတယ်။ဟိုရှေ့တုန်းကတော့လူကြီးသူမတွေရဲ့စကားကိုနားထောင်ပြီးတော့ထိုလူကြီးသူမတွေရဲ့ဆုံးမမှုကိုမှတ်သားကြရတာဖြစ်တယ်။စာအုပ်စာရမ်းဆိုတော့မရှိဘူး။မရှိသည့်အတွက်ကြောင့်လူကြီးတွေရဲ့ဆုံးမစကားများများရအောင်နားခံမှတ်သားကြရလို့ဘောဓုတ္တဆိုတာပြောစကားတွေနားထောင်ကြတာဖြစ်တယ်ပေါ့။ အခုကျေးရွာတွေမှာကြည့်နေတဲ့ပုဂ္ဂိုလ်တွေတို့အဖိုးတွေပြောခဲ့တာကြားဘူးတယ်အဖွာပြောတာကြားခဲ့ဘူးတယ်ရှေးလူကြီးတွေပြောတာကြားခဲ့ဘူးတယ်လည်းဆိုပြီးတမိုင်းเจ้าကိုဒီလိုပြောကြတာပဲလေတဆင့်ကြီးတဆင့်ဒီလိုနာခံမှတ်သားလာတာတွေဘဝမှာသင်္ကန်းစာပေးနိုင်တဲ့အရာတွေဖြစ်လို့ဩနံပါတ်3အနေနဲ့ကိုချင်းတီလာ ရှိပြီလို့ရှင် လူကြီးသူမတွေစီကဆုဆုံးမလို့ဆိုတဲ့ တန်ဖိုးရှိတဲ့မှတ်သားချက်တွေကိုရရှိအောင်ကြိုးစားအထောက်ချင်းဟာကောင်းမြတ်တဲ့အနာဂတ်အတွက်အရေးပါတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာမှတ်သားမှာဖြစ်တယ်ပေါ့